ဒီနေ့တော့ပြည်ကြီးငှားချစ်ဆက်လက်ကိုလွယ်လွယ်ကူကူမြဲမြဲဆက်ဆက်နဲ့အရသာရှိရှိချက်စားမှာပဲဖြစ်ပါတယ်။အရင်ဆုံးပြည်ကြီးငှားလေးတွေကိုတေချာလေးစေးကြောတန့်စင်ပေးမယ်ပေါ့နော်။ပက်ပူကတော့ရှလာကာရီလေးနဲ့တေချာလေးပို့တိုက်စေးကြောပေးပါတယ်။တေချာလေးစေးကြောပေးဖို့လိုရပေါ့နော်။ပြီးရင်တော့ပြည်ကြီးငှားလေးတွေကိုအမေကြီးရဲ့ဟင်းချက်နေမောင်းလေးနဲ့နှင်ပြီးတော့နှက်ပေးထားလိုက်ပါမယ်ပေါ့နော်။ DMG ရဲ့ဟင်းချက်အနေမုံလေးကိုထည့်လိုက်ုံနဲ့ကျက်တူဖြူနီတွေဘာမှထောင်းစရာမလိုတော့ပဲနဲ့ဟင်းတစ်ခွက်ကိုလွယ်လွယ်ကူကူမြင်မြန်ဆက်ဆန်းနဲ့အရသာရှိရှိချက်ဆလို့ရရပေါ့နော်သူထက်မှဆိုရင်ကျက်တူဖြူနီအရောက်တင်မုံဆွနှွေးမုံပါပြီးသားပေါ့နော်အရသာလည်းဆက်ပြီးသားပေါ့နော်ဒါမဲ့ပပွားတော့အရသာလေးလေးလေးစားလို့အရသာနည်းနည်းထက်ထက်လိုက်တယ်ပေါ့နော်ပြီးရင်တော့အိုးထဲကိုစီလေးထည့်ပြီးတော့စီပူလာရေတော့ခုနနှတ်ထားတဲ့ပြည်ကြီးငါးလေးတွေကိုထည့်ပေးလိုက်ုံပါပဲပေါ့နော် ဒီပြည်ကြီးငားကိုချက်တဲ့နေရာမှာတော့အကြာကြီးချက်စရာမလိုဘူးပေါ့နော်အကြာကြီးချက်မှာတော့တက်ပါတယ်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့မွေပေးလိုက်ပါမယ်ပြီးတော့မကြီးရေလေးနည်းနည်းထည့်ပေးလိုက်ပါမယ်ပြီးတော့ငရုတ်သီးအစိမ့်ညက်ထတာလေးကိုထည့်ပေးလိုက်ပါမယ်ပေါ့နော်ပြီးတော့ရေခန့်အောင်တည်လိုက်ရုံပဲပေါ့နော်။ကဲမကြီးရဲ့ဟင်းချက်နေမုံလေးကိုတုံးပြီးတော့ခုလိုမျိုးဟင်းတစ်ခွက်ကိုမြင်းမြန်ဆန်ဆန်လေးနဲ့အရသာရှိရှိချက်လို့ပြီးသွားပါပြီ။ ဟင်းနောက်တစ်ခွက်ကိုတော့အာလူမဆာလေးထည့်ပါမယ်စီပူပူထဲကိုအမေကြီးရဲ့ဟင်းချက်နေမုံလေးထည့်ပြီးတော့စီတက်ပေးမယ်ပေါ့နော်ပြီးရင်တော့ခွနွာထားတဲ့အာလူလေးတွေကိုထည့်ပေးလိုက်ပါမယ်ပေါ့နော်ပြီးတော့တေချာလေးမွေပေးလိုက်ပါမယ်ပြီးရင်တော့ရေလေးထည့်ပေးလိုက်ပါမယ် ပြီးရင်တော့အရသာအတွဲစားရဲ့အချုံမုတ်ရဲ့ထည့်ပြီးတော့အာလူးလေးကိုနူးနေအောင်တဲပေးလိုက်ရုံပဲပေါ့နော်ပြီးရင်တော့မဆလာလေးထည့်ပေးလိုက်မယ်ပေါ့နော်ဒီအမေကြီးရဲ့ဟင်းချက်နှစ်မုတ်ကဆိုရင်သူ့တထုတ်တဲ့နဲ့နှစ်တရားအများကြီးပဲပေါ့နော်အယောင်ဆိုလဲကျသူဖြူနေရောက်တင်မုတ်ပါမှထပ်မထည့်ထားဘူးပေါ့နော်အယောင်လလနဲ့ဟင်းနှစ်မြများတစ်ခွဲရပါတယ်စားပါဦးနှစ်တရားတော့ရှယ်မွေးနေ อันนี้จะเราอาลูมาสลาเลยอืม ปีจริงอ่ะ อืม ထထထုံနဲ့ဝါလို့ကောင်းတယ်ဗောနော်။မပြည့်ချင်းငါကြတော့အကြိုက်ချက်စရာမလိုအကြိုက်ချက်မာသွားတတ်တယ်ဗောနော်။ဟွန်း။ဟွန်း။ ဖေဖိုတို့ခုအိမ်မှာကြတော့ဒီဟင်ချက်ရေအမေကြီးရေဟင်ချက်နှစ်ထုပ်ပဲတုံဖြစ်တယ်ပေါ့နော်ဒီတက်တူပြူရေဘာရေခွာစရာမလိုတော့ဘူးပေါ့နော်ပြီးတော့သူကဒီဓမျိုးထဲ့ယုံနဲ့တခြားဘာမှထက်ထက်စရာမလိုတော့ဘူးပေါ့နော်음အာလူဟင် ဆက်လို့တော့ကောင်းတယ်မနော်ဘိုင်ကိုတင်းသွားပဲဒီနေ့ပက္ကိုဟင်ချက်တဲ့နေရာမှာကျတော့ပက္ကိုအမြဲတမ်းသုံးနေကြအမင်ကြီးရဲ့ဟင်ချက်အနစ်မုတ်ကိုပဲသုံးထားမှာနော်ဒီအမင်ကြီးရဲ့ဟင်ချက်နစ်မုတ်ကတော့သူ့တမျိုးတည်းနဲ့ဒီအตาငါပဲချက်မလားဒါမှမဟုတ်အတီရွယ်ဟင်းတွေပဲချက်မလားပေါ့နော်လလကူကူနဲ့လေးလေးမြမြချက်လို့ရတယ်ပြီးတော့ပက္ကိုအရင်ကြိုက်တာတစ်ခုကကျတော့သူကကျက်တူဖြူနီတွေခွာပြီးတော့ ခွာစရာမလိုတော့ဘူးဗောနော်အဲ့တော့အလုတ်ရှုပ်အရန်သက်သာတယ်ဗောနော်အဲ့တော့ဒီအမေကြီးရဲ့ဟင်းချက်နေမို့အသုံးပြုတော့နော်ဟင်းတစ်ခွက်ပြီးတစ်ခွက်လေးလေးမြင်မြန်နဲ့အရသာရှိရှိချက်လို့ရရဗောနော်ပဆန်တော့ကြည့်ပါဗောနော်အလုတ်ရှုပ်သက်သက်လို့ပပိုးအိမ်မှာဆိုရင်ဒါလေးပဲသုံးတယ်ဗောနော်ဒီနေ့ပပွဲဗီဒီယိုလေးကိုတော့ဒီမှာပဲရိုက်လိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတတ်တာ